ဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါကျွန်တော်ကဒိုတိလဲစိုက်ပျိုးရေးနည်းပညာပေးဖွင့်ရပါဟုတ်ကဲ့ပါเนาะဦးလေးမိတ်ဆက်ပေးပါအောင်ခင်ဗျကျွန်တော်ကတော့အုပ်ဘုံမြို့နယ်စင်ကောင်းအုပ်စုမြန်းလုံးမဲရွာဥတဲခေါ်ဥလိုက်မြေလို့ခေါ်ပါတယ်ဟုတ်ကဲ့ပါဒီတောင်းကောက်ကြီးစိုက်ခင်းတောင်းလို့ပေါ့ဒီထဲမှာတော့ကျွန်တော်လေမျိုးဆိုင်ရတာပေါ့ဟုတ်ပြပြပါဦးခင်ဗျာတန်းတော်ပြဂျပန်လို့ခေါ်တာဟုတ်ကျွန်တော်ကတော့အင်္ဂလိပ်လို့နားမလဲတော့ဂျပန်လို့ခေါ်တယ်ဟုတ်ကာလီလို့ကာလီလို့တမျိုးပါတယ်ဟုတ်ကဲ့ အိုရှင်းလို့တမျိုးပါတယ်အထုပ်တမျိုးပါတယ်လေးမျိုးလေးမျိုးစားနာပါတယ်ဟုတ်ကဲ့ဒီမတိုင်ခင်ကလည်းအဲတင်းနန်သူအဲတရားဒီစိုက်ထားသည်လို့ပြောတယ်နော်ပထမဒီကြိမ်တလားပိုင်းနဲ့သူကပြတ်သွားပါပြီဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တုန်းကဒုတိလက်စီးဒီစတုံးတယ်လို့သိရတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအတွေ့အကြုံတွေမှတ်မိကြပြပြပြီးအဲ့တုန်းကတော့အတူစိုက်တဲ့လူတွေကအရက်20လောက်နောက်ကြတာဟုတ် အဲ့စီသုံးတဲ့အတွက်အရင်ကစလို့ကျွန်တော်ကစောပေါ်တဲ့အတွက်ဟုတ်စောပေါ်တပွင့်1500နဲ့ဒီမှာလည်းအပြတ်ရောင်းလိုက်ရအောင်ကောင်းပါတယ်ဟုတ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့စောပေါ်တယ်ဗောနဟုတ်ကဲ့ဟုတ်ကဲ့ရေးပြီးနိုင်တဲ့ပုံမူတည်ပြီးတော့ဟုတ်ကဲ့ဟိုကွာခြားမှုရှိနိုင်လားဒီကတော့အပေးယူပုံမှန်လေးပေးနိုင်တော့ပို့ပြီးတော့လူလည်းကောင်းတာဗောရေးကြီး6ဝမှာဆိုရင်တော့ပြန်ထိုင်သွားတာဟုတ်ကဲ့အစိုးရမပြက်ကလေးနဲ့ဆိုရင်တော့သူကဟိုအစာမပြက်စားရတာဗောဟုတ်ကဲ့ဟုတ်ကဲ့ ဒီလိုအပင်ကြီးပေါ်တဲ့ခါကျတော့ပေါင်းလို့မနိုင်နိုင်ဘူး။မြေ6အောင်ထားလို့မရဘူး။ဟုတ်ကဲ့။သူကအစာလေးကျွေးလိုက်ဒီဆေးဖြန်လိုက်ကျွေးတဲ့ခါကျအစိုးရနဲ့အမေကအမိကဆက်ပြီးအလုံးလုံးတာပေါ့။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ဟုတ်ကဲ့။ဟုတ်အရင်ရာဒီမှာစိုက်တော့ရပေါ့နော်။ဟိုစားစိုက်ကလေးကနေခုလေးကြုံရတဲ့အနေထားလေးနည်းနည်းရှင်းပြပေးပါစားစိုက်တော့ကျွန်တော်ဟောဘောတောင်းတော့ဟုတ်တောင်းတော့အဲ့တင်တီပေါ့အဲ့အကြမ်းမှာနောက်ချစ်တဲ့နောက်ချစ်တဲ့ပေါ့ဒီ ဆေးကိုပြောဆေးပုံးနဲ့ဟုတ်ကဲ့ကျိုးလေးတွေလည်းလိုက်ထိုးမြေပြင်လည်းတက်တက်ဖြန်းအောင်ပေါ့ဟုတ်ကဲ့နှမျိုးနှစ်ဆိုင်ပေါ့အဲအဲ့လိုလို့ဟုတ်ဟုတ်အဲ့တော့ကတော့ဒီဟာဖြန်းတဲ့အတွက်ကပိုးမွားပါညာခါရည်တာလို့ပါလို့ပြောတက်တာဟောတာပေါ့ဟုတ်ကဲ့ခါရည်ဖိုးလာမင်းပိုးပါညာလည်းရှိတယ်လေဒီဒီကောင်နဲ့ကြတဲ့သူလည်းမလုံနိုင်တော့ဘူးပေါ့ဘယ်ဆေးကိုအဲဘယ်လိုဘယ်ချိန်မှာဘယ်လိုသုံးမိတာလဲရောလက်မှတ်မိတဲ့လောက်ဒီပေါ့မှတ်မိတာတော့အဲ့ဒီဟာတွေတော့ကျွန်တော်ကခုနှစ်ရက်တစ်ပတ်ညနေပိုင်း ရင်းမတင်ခင်မနဲ့တင်မယ်ညနေပိုင်းကျွန်တော်လိုက်ဖြန်းတာပဲအဲအကုန်အုံတိုးရပြီးတော့ဟုတ်ကဲ့ဟောဟောဒီဗရမအရစ်ကဟာတော့ဟိုတက်တက်တစ်ချိန်ပေါ့ဟုတ်ဟုတ်ဟုတ်တော့ပြောရတဲ့ချိန်ကတည်းကဟုတ်ကဲ့ပါဒီဟိုနေ့ကတော့အပင်ကြီးလာတဲ့ခါကျသူ့ကိုဝရိယထားပြီးပိုးဖြန်းရတော့သူမြန်ရင်တော့သူ့ပိုးသုံးမိရဟုတ်ကဲ့ပါဟုတ်ကဲ့ပိုးသုံးတယ်ဆိုတာအဲဘယ်နေ့ကချိန်ဖြန်းတာလဲဘယ်လိုပြောတာပါခုနှစ်ရက်တပတ်ကိုဟုတ်ဟုတ် ဟိုဘောအချိန်မြောင်ပေါ့ဟုတ်ကဲ့ပါကွာတာတော့တော်တော့ကွာတာပေါ့သူကအပွင့်ညင်ညာမှုရဲ့အပွင့်မြန်မြန်ခုတ်ရတဲ့ဈေးကွက်မီဘူးပဲအဲအဲ့ဒါအပွင့်ကြီးကြီးပန်းသားကောင်းတယ်ပေါ့လွေးကျင်လဲစီးတာပေါ့အရွယ်သားနာတွေပေါ့အပြောလွတ်သွားတာပေါ့ဟုတ်လေပန်းမင်းကြီးလိုက်တဲ့ပိုးွားတဲ့ကိရိယာနေသူကအမြင်အမြင်ကကြောနေတာမဟုတ်လေဒါအမြင်မဟာရေဟုတ်ပါရောင်းမလာတာနော်ဆော့လဲပေါ်တယ်ဒီလိုရတယ်ဟုတ်ပါ ဒါကဒုတိယအတုပ်လို့ပြောရတယ်နော်ဟုတ်ကဲ့ဒုတိယအတုပ်ဒုတိယအတုပ်မှာလည်းဒီဆေးကိုဘာဖြစ်လို့သုံးပြတာလဲခင်ဗျာနွေရာသီရောက်တဲ့အတွက်အပူချိန်နည်းနည်းများတော့ဒီကောင်နည်းနည်းပိုးသုံးကြည့်တာဟုတ်နောက်နှစ်တည်းကျတော့ဒါကိုလောဆယ်စမ်းသပ်ထားလို့လာမနစ်တွေ့တည်ကြတော့ဟုတ်ကိုပညာရေးနဲ့ကိုပေါ့ကိုဝရိယလေးနဲ့ကိုအတွေ့အကြုံရှိကြတာပေါ့ဟုတ်ပါဘူးလက်တွေ့လေးလည်းဖြစ်သွားတာဟုတ်ကောင်းပါလေဟုတ်ဒါကဘယ်နှလားသားလောက်ရှိပြီလဲခုကဝါရုံနှစ်လားသားဖြစ်သွားတာ ဒီနလာအတွင်းမှာဦးလေးစေးသုံးပြခဲ့တဲ့အတွေ့အကြုံတွေမှတ်မိကြလို့ပြောကြည့်ကြပါမယ်။စေးသုံးပြတာတော့ခုနှစ်လဆိုရဲဘယ်လျက်ရှိမယ်ဒီကောင်ကခုနှစ်ရက်တစ်ပတ်ဆိုတော့ဟုတ်။၃နဲ့လုံတာရက်60 5ကျင်းဟုတ်ကဲ့ပါတို့ဟိုမြေကြီးဖြန်းတာတက်တက်ပေါ့တက်တက်ပေါ့ဟုတ်အပင်မှာဖြန်းတာတက်တက်ဟုတ်ဟုတ်ဟုတ်ပဲနှစ်လသားချင်းတူတူရောသူကြကြဦးလေးပြောကြရမှာရှိလားကားရဲကားရဲမရတာခင်ကျွန်တော်ရင်ဦးတယ်ဟုတ်ကူမသေးလေးကြီးလေးဟုတ် သူတို့ဆေးမပြောလို့ပေါ့အာဟုတ်လားဆေးပြောတာတော့ဟုတ်တော့ဟုတ်ပါတယ်ပြောချင်တာပေါ့ပြောချင်တာပေါ့ဟုတ်လားဟုတ်ကဲ့ကိုင်းမအချင်းချင်းကဟိုတော့သတိထားရတယ်ဆိုင်ပြူရေးကအာဒါဆိုအခုရောပြောရပြီလားပြောရပါပြီကိုဟုတ်ကဲ့ကိုစမ်းနာလို့ကိုအောင်မြင်တာဟုတ်လားအေ okay. းဒီနန်တော့ကလည်းဟိုစောပေါ်တယ်ဈေးကောင်းရတယ်လို့ကျွန်တော်ကြားလို့လည်းဟုတ်ကဲ့ဟောတာပါတယ်ဒါတော့လည်းရောက်အောင်လာတွေ့တာဟုတ်ကဲ့ပါ ဒီဥရောကျွန်တော်ရုံးပြီလေနဲ့ဆက်ချလို့ရုံးပြီလေဖြန်းလို့ရနိုင်ပါ့မလားရပါတယ်ခင်ဗျာရပါတယ်ဩဟုတ်ကဲ့ဟုတ်ကဲ့အစမ်းမှာစိုက်တော့တုံးပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟိုအခြေအနေလေးပြန်ပြောပြပါနော်ဟုတ်ကဲ့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 ဟိုလေဟိုရက်လက်ကောင်းလေးတွေကိုအများဟိုဟိုဖြန့်ဝင်ကြလို့ပါနော်ဟုတ်ကဲ့ကောင်းတာတွေလိုက်လုံနိုင်အောင်လို့ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကျေးဇူးများတင်ပါတယ်အခုလိုမျိုးဟလာတခါမှမတော်မှုတဲ့ဆေးရောပေါ့နော်ကိုယ်ဆိုင်ကွက်မှာရေဟိုကြီးနဲ့တုံးပြတဲ့အတွက်ကျွန်တော်တို့ကကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဆရာတို့အနေနဲ့ကလည်းဒီဆေးကိုကောင်းတယ်လို့လားစမ်းသပ်ကြတယ်ကျွန်တော်ကလည်းမတုံးရတဲ့အကြောင်းမရှိပါဘူးဟုတ်ပါပြီကျွန်တော်ရေဟိုကတုံးနေတာပါဟုတ်ပါပြီဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့